ုတ်ကြံခံရလဲဆိုအဖေကရှင်းနေဘာလို့မဆိုင်တဲ့သူတွေကလိုက်ပြီးဒုက္ခပေးနေရလဲဥရဲ့ခေါင်းမင်းနဲ့ပတ်သက်တဲ့လူမှန်သမျှခံစားရအောင်ဒီမင်္ဂလာပါရှင်သူမင်္ဂလာပါရှင်မင်္ဂလာပါဒီအာဒီကားလေးကိုဘာဖြစ်လို့လက်ခံပစ်သွားတယ်လို့ပြောပြမလဲဟုတ်ဒီကားလေးကိုဘာကြောင့်လက်ခံပစ်သွားလဲဆိုတော့ဇက်ဖက်တဲ့အချိန်မှာဘယ်လိုပြောရမလဲလူတယောက်ကိုပေါ့နော်ကွလက်တီနဲ့ထိုးလိုက်ရတယ်စင်းပါတာဆိုအဲ့တစင်းနဲ့နဲ့ဒီကားကိုအမှတ်ပြပေးလိုက်တာ ရိုက်မယ်ဆိုပြီးတော့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့အဲ့လက်တီးနဲ့ထိုးလိုက်တဲ့အခါဘလောက်ထိသွားလဲတော့မသိဘူးပေါ့နော်ကိုမန်နေဂျာကဒါပေမဲ့ကိုကလက်တီးဒီလိုလိုဘာဖြစ်သွားတာအဲ့ဒါကနာပြရတာပေါ့နာပါတယ်ပေါ့ထိုးအရန်ပြင်းထန်တဲ့လက်တီးချက်ကိုကိုကလူချက်ကိုထိုးလိုက်တော့ကြာရန်နာသွားပါတယ်ပေါ့အဲ့ဒီမှုပေါ့ဟုတ်ဒီမှာဆိုတော့စဖွင့်လိုက်ကြတယ်နော်အိမ်မှာအလုံများတယ်ဆိုတော့ဟာလေအဲ့ဒါလေးစဖွင့်တယ်အဲ့မှာအဲ့မှာလေသဘောလေးကြားတယ်အဲ့တော့ဘယ်လိုခံစားရလဲကိုယ့်ရဲ့ character မိတ်ဆက်ပေါ့နော်အဲအိမ်မှာ ဟိုသူများအဲ့ပါတော့ဟိုအကုန်လုံးကတော့လေဇက်အဖွင့်နေမှာအဲ့လိုအမိုက်စားတွေပြထားတာကွာကိုကုတ်ကလေးကျမပြောနေတယ်ကုတ်ကလေးကျမဂျန်နေတိုက်ပြောမှာဟာအဲ့လိုမျိုးကိုယ့်ရဲ့ဇက်ဖွင့်အဲ့လိုပြရလို့တိတ်တော့အဆင်ပြေမနေဘူးလို့ဒါပေမဲ့လည်းအဲပြန်ကြည့်တဲ့အချိန်မှာကုတ်ကိုကိုဟာအရင်မိုက်စားကောက်မှလေးဖြစ်နေပါလားဆိုတဲ့အချိန်မှာစိတ်နဲ့သွားတယ်ပေါ့နော် ဲ့ကိုပြင်းဒီပြည်လူတွေကဘယ်လိုနေမိုက်နေကြလဲဘယ်အိုက်တင်တွေဘယ်လိုနေကောင်းနေကြလဲဆိုတာဘယ်လိုလေးပြောမလဲအာဒီမှာကိုနေမျိုးအောင်ကြတော့เนาะအာဘဲရရှယ်လုပ်သွားတာပဲဟုတ်ဟုတ်ဟုတ်လိုက်ဖက်တယ်လို့ပြောအောင်ပေါ့เนาะအာရန်လိုက်ဖက်တာပေါ့အဲလောကပတိုင်းမွေးနေနေတကယ်ကိုပတိုင်းမွေးတယ်လည်းဖြူနေသေးရဲ့ကွာဆိုတော့ဒီကရိုက်တာကြီးเนี่ยအရန်ကိုအဝင်ကြာဖြစ်နေတယ်ဆိုတော့အာဦးနေမျိုးကတော့ပြောစရာမလိုစင်းတိုင်းမှာတကယ်ကို perfect ပဲအဲပြီးရင်အဲ့လို ဆလိတ်တောက်ပြီးတော့မှအဲ့လိုစကားပြောရဲဆိုရက်မိုက်အဲ့တော့ဟိုကိုယ့်အကိုကိုယ်စဝင်ငန်းဟောဘယ်ခန်းဆိုပိုးအကြိုက်ဆုံးလို့ပြောမလဲခုနထိုးလိုက်ရတဲ့ခန်းပဲပြောမလားဘယ်ရောက်လဲဟုတ်တယ်အဲ့လို fighting play ရတဲ့စင်းနေဟော fighting play ရတယ်ဘလို့ fighting play အဲ့လိုဟိုပါလေပေါ့နော်နည်းနည်းလေးတွေထည့်ပေးထားတာပေါ့နော်အဲ့လေးကြီးနဲ့ထိုးရတော့ပါတော့နည်းနည်း fighting လေးနည်းနည်းထည့်ပေးထားတာပေါ့နော်ဆိုတော့အဲ့ဒါလေးတွေလည်းကြိုက်တယ်ဘာလို့ဆိုအဲရှူရီကဟိုအပြစ်မှာဆိုရင်လည်းအဲ့လိုနည်းနည်း နည်းနည်းအဲ့လိုလဝိဒိုးရရွာလေးကြိုက်တယ်လေဝါသပါလေဟုတ်လားဆိုတော့ဒါဆိုရှေ့ရှေ့နာရမ်းမကနဲ့ပေါ့အဲ့လိုအဲ့လိုတော့မလုပ်ပါဘူးအဲ့လိုတော့ဘာမှမလုပ်ပါဘူးတကယ်ဘာမှမလုပ်ဘူးကောက်မလဲအရန်ရင်ကြီးတိမ်မွေးတာကိုယ်လာမထိသေးပြဘာမှမဖြစ်ဘာမှမဖြစ်ဘာဖြစ်ဘာဖြစ်ရှင်းမှဆိုဒါကွာအာဒီကားတကားထဲမှာပဲနော်လက်ထက်လက်ဆော့နှစ်ခါအပေးခံရတာနော်အာအဲ့ဒါနဲ့ပတ်သက်ပါလေးပြောပြကြရင်လေ တ်တယ်အဲ့လိုလေကားတိုင်းမှာလေအဲ့လိုလက်ထက်လက်စွပ်ပေးခံရတဲ့စင်းကလေအမြဲပါတယ်လို့ခံစားရတယ်သိလားဆိုတော့အဲ့အကြောင်းလားမသိဘူးဒီမှာဘူးမလာမပေးသေးဘူးမပါဘူးညညာမဟုတ်ပါဘူးကိုကရှိတယ်ကိုကရှိတယ်ဒီမှာကင်းတာပါနော်ဟုတ်ကဲ့ဟုတ်ဒီမှာကင်းတာအဒီမှာဆိုတော့ခက်ခဲတဲ့ဇောင်းကဒါမို့အမတ်တရဖြစ်မဲ့ဖြစ်နေတဲ့ဇောင်းကအမတ်တရဖြစ်ခဲ့တာတွေပါပြောပြမယ်အမတ်တရကဖြစ်တဲ့ဇဝင်ကန်းဆိုရင် ဟိုပေါ့အဲဒီကိုင်းမှာပါဝင်နေတာကိုကြွထအောင်နေဒီမိုက်ခဲဆိုရဲအဲကာရက်တာနဲ့ပေါ့နော်သူနဲ့ဟိုအပြင်မှာဟိုသူ့တီးတန့်ပေါ့တီးတန့်အပြင်မှာတွေ့ရဆင်းလေးပေါ့နော်အဲဆင်းဆိုရင်ရွေတို့မနဲ့အဲ၄နိုင်၄နိုင်ခွဲလောက်မှရိုက်ကြတာပေါ့နော်ဆိုတော့အဲ့အချိန်မှာဟိုဈေးကားတွေသွားနေဈေးကားတွေသွားနေကိုရဲလမ်းဘေးမှာအကုန်လုံးငုတ်တုတ်လေးတွေ ဆိုတော့အဲ့စင်းလေးတွေကတော့အမတ်တရားလေးဖြစ်တယ်အဲပြီးတော့ဒီထဲမှာပါဝင်တဲ့ဟို actor တွေနဲ့ကိုကိုကျွတ်ထအောင်တော့ရှေ့မှာဒါအမွေဆိုင်ဇနီးများမှာဆိုလည်းအကိုနဲ့စုံနေပေါ့နော်အဲဆိုတော့ကျန်တဲ့ဟို actor တွေနဲ့ကြတော့ရွှေရွှေခုမှစဆုံပြူတာပေါ့နော်ဆိုတော့အဲသူတို့နဲ့လည်းရင်းနှီးမှုတွေအများကြီးရခဲ့တယ်တကယ်ကိုအဲဒါ connection မိမိနဲ့အားလုံးပါလေအဲဟိုတေချာလေး chemistry မိမိနဲ့ဒါတည်ဆောင်ခဲ့ကြတယ်ပေါ့ ဟုတ်ပါပြီဘာဘာရှင်နေရင်နေနဲ့ပေါ့နော်အာဒီကားနဲ့ပတ်သက်ပြီးပြည်သားဘယ်လိုဖိတ်ခေါ်ကြလဲဟုတ်ကဲ့အာလော့ဂရန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုမေလာ9ရက်နေ့မှာအာဒါရုံတင်ပြသပါပြီဆိုတော့လာကြည့်ရဲ့အချိန်မှာလည်းအားလုံးဒီထဲမှာပါဝင်တဲ့ character ရဲ့အချက်တွေဒါလော့ဂရန်ဟိုဟိုဘယ်လိုပုံစံမျိုးနဲ့ခံကြရလဲဆိုတာကိုဒါမြင်ရမှာဖြစ်ပါတယ်ဆိုတော့အာ မှတ်ပြောသလိုအလွမ်းအဆွေအကျန်းအယမ်းပေါ့အချစ်ပေါ့ဆိုတော့အဲ့ဒါလေးတွေ့ရမှာပါဆိုတော့ဟာတလေးတွေရောပေါ့ပါပါတယ်ဆိုတော့အာလာရောက်တရှိပြီးတော့မှဝေဖန်ချက်ပေးကြပါအောင်လို့ရှင်ပြောချင်ပါတယ်ရှင်ကျေးဇူးပါကျေးဇူးတင်ပါတယ်ကိုကတော့မင်းကိုအများတန်းစောင့်ရှောက်ပေးရမယ်နော်ကိုနဲ့လိုက်တယ် ။ Grace ကိုမင်္ဂလာပါ။မင်္ဂလာပါ။လောကဓာတ်မှာမိနေရောင်ဘာဖြစ်လို့လက်ခံလိုက်တာလဲ။အာကျွန်တော်သိတော့ဆိုရင် Grace ကကားတိုင်းလဲသိမရဖြစ်ဘူး။ဟောဒီမှာတော့ပါပြစ်တယ်ဆိုတော့ဒါလေးဘယ်လိုလေးပြောပြမလဲ။ Lucky 10 production อ่ะกันแล้ว Migris ละคันဖြစ်တာပေါ့เนาะเอ่อ Logan ရုပ်ရှင်ကအရာ Migris ပထမအောင်ဆုံးပြန်ရိုက်တဲ့ရုပ်ရှင်ကပါရှင့်အဲ့လိုလားဟုတ်ကဲ့အဲ့ဒီမှာပထမအောင်ဆုံးပြန်ရိုက်တော့ဒီမှာဆွေးမပေါ့เนาะကိုကအာ ရှင်မလနဲ့တွေ့ရတယ်ဟုတ်ကဲ့ရှင်မလနဲ့တွေ့ရခါကျတော့အရန်ချစ်တတ်တဲ့ချစ်သူနှစ်ဦးဒီဟာလေးကိုအာကိုစုံမဲလို့ခြင်းတဲ့ဟာကိုဘလို့လေးပြီးပြီးတော့လောက်ခဲ့ကြတာအမ်ဒီရုပ်ရှင်မရိုက်ခင်မေဂရစ်ဆန်ရှင်မလကအာကျောင်းညာလေးတခုတူတူရိုက်ခဲ့ဘူးတယ်အဲ့တုန်းကလည်းဟိုကင်ကင်မင်မင်ပဲအဲ့တုန်းကလည်းတန်တိုင်မင်မင်ပေါ့နော်အဲလော့ဂရန်ရိုက်မယ်ဆိုတော့အဲရှင်မီလာနဲ့တရုတ်ဆောင်ရမယ်ဆိုတော့အဲ့တုန်းကလည်းမရိုက်ခင်ကတည်းက အာတိုင်ပင်ကြရဲရှင့်ဟိုက chemistry ကဟိုအင်ဂျီဥစားလည်းပါတယ်ဒီအင်ဂျီတွေကလည်းလိုက်နေတော့အာမြင်တဲ့ visually ကြည့်ကောင်းသွားတာပါရှင့်ဟုတ်အဲ့လိုရှင်မွေလက်ကလည်းအာသူကရမ်းချစ်ပြတယ်သူကလည်းရမ်းချစ်တယ်အဲ့ဒီလူကအာလောရတာခက်တယ်လို့ပြောမလားကိုတက်ကတိတ်မခက်ခဲဘူးလို့ပြောမလားအာ director ဆိုမမရေးထားတဲ့ character တွေအဲရိုက်ပေါက်နဲ့မိကအရန်ချစ်ကြတယ်လေအဲအချက်ကိုပေါ်အောင်တရုတ်ဆောင်နိုင်ခဲ့ရင် Maker Snatch ရှင်မွေးလာနဲ့တာဝန်ကြီးတာပေါ့ရှင်တော်တော်များများကကိုရဲ့ဟိုဟာစစ်တက်ကန် lab scene တွေပဲများတယ်တော့ဒါဒါလေးကိုအာမှတ်တရလေးဘာလေးရှိနေမလဲအမှတ်တရပေါ့အာ မေတို့ခုနေ့တော့ promotion ရိုက်တော့အမေပြောပြီးပြီးအဲမေဘွားမှာမေကိုကိုလို့မခေါ်ကိုကိုဆိုရဲအဲ့လိုဘောနော်အဲ nickname မေမခေါ်ခဲ့ဘူးဘူးအဲမေကအပြစ်မှဆိုရင်လည်း dominant ဖြစ်တယ်တခါလေ baby လို့အဲ့လိုခေါ်လိုက်မယ်ဘောနော်ကိုကိုလို့တော့မခေါ်အဲ့ဒါဒီအဲရုပ်ရှင်တွေက character မေကတော့တောက်လျှောက်ကို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 ခေါ်နေတာအဲမေကမခေါ်တတ်တဲ့အချိန်မှာကိုစိုးမုံကတင်ပေးခဲ့တာ ကိုကိုဆိုတာဘလို့ကိုကိုဘလို့ခေါ်ရမလဲဆိုတာကိုစိုးမိုးတင်ပြီးခဲ့တာအဲ့တော့ဟိုရှင်ဘောကအခန်းနေလို့ဘလို့လေးပြောဆောင်ရတာဘာဖြစ်လို့ရှင်ဘောမှာအဲ့တချင်းစုံနေနေနှစ်ယောက်အတူဖက်ပြီးတော့လာတယ်နောက်ပြီးတော့ဟိုစင်မောကသူ့အမြင်လေးတွေကိုဒါလေးကိုဘယ်လိုရိုက်ခဲကြတာအော်စင်မောကအဲ့လေတကယ်ဆိုရင်မေကအောက်ကနေကြည့်နေရမှာအားပေးနေရမှာဒါပေမဲ့ကိုစိုးမောကစင်မောတက်ခံလိုက်တော့တက်လိုက်တာဟုတ် ရှင်မွေးလာဥဆောင်ရတာရှင်โอเคโอเคရှင်မွေးလာနဲ့လို့ရတာဘလောက်ပော့ပါတယ်လို့ပြောမှာလို့ကတော့နည်းနည်းဟိုလူငယ် style လဲကြတယ်နောက်ပြီးတော့ free လဲဖြစ်တယ်လို့ပြောမှာအဲသူကအမ်အပြင်မှာလဲရွယ်သူတွေတငယ်ချင်းတွေဆိုတော့အဲတရုတ်ဆောင်လို့ဘယ်လိုပြောမလဲတိုင်တိုင်မင်းလို့လဲရတယ်ပြီးတော့ he's very talented ဟုတ်ဟုတ်တယ်အမှတ်ရတဲ့ဇောင်းကံပြီးတော့အခက်ခဲခဲ့တဲ့ဇောင်းကံဆိုဘယ်ဇောင်းကံလို့ညွှန်ပြကြလဲ မေကတော့မေကြိုက်ဆုံး scene ကတော့ opening scene လေးကိုကြိုက်တယ်အဲ opening scene လေးမှာရိုက်ပေါင်းတဲ့မေရဲ့ သူတို့ရဲ့ relationship လေးကအရန်ပေါ်တယ်နေရရိုက်ပေါ့ဘယ်လောက်ချစ်လဲရိုက်ပေါ့ကမေကိုဘယ်လောက်ချစ်လဲရိုက်ပေါ့ရဲ့ character ကဘယ်လိုအကျင့်လေးရှိတယ်လဲအဲ့လိုဖြစ်ရင်လည်းမေကဘယ်လိုလုပ်လဲပေါ့နော်အဲ့ဟာတွေအားလုံးကအဲ့ scene လေးမှာအကုန်ပေါ်တယ်လို့မေခံစားရတယ်အဲ့ scene လေးကိုရန်ကြိုက်တယ်ရှင့်အာမေမရှိတော့တဲ့ချိန်မှာပေါ့နော် အာသူငိုနေတဲ့ဟာလေးဘလို့ခံစားပြီးတော့ပြန်ပြတဲ့အယုတ်လေးတွေမြင်းဘွားအယုတ်လေးတွေတော်တော်လှတယ်နော်မေကအာမန်တိုင်းပြောရမယ်ဆိုရင်ခုန family show ထဲမှာ migrate move ရယ် အဲ you know edit ဆက်ပြီးဒီကောက်ပြန်ကြည့်တော့လည်းငိုရဲရှင့်အဲရှင်မွေလာတရုတ်ဆောင်လာတာဟုတ်တယ်မင်းငိုရဲရှင့်ဟုတ်လားဘာဖြစ်လို့ငိုလာလဲဘုသူသူသူမျက်ရည်ကျတာကြီးอ่ะတော်တော်ထိထိမိမိနော်ဟုတ်တယ်အဲအားရပါရလို့ပြောရမှာ ဟုတ်တယ်အဲတရုတ်ဆောင်ထားတာသူချစ်သူအဲဒါ spoiler ဖြစ်သွားမလားမသိဘူးသိမပြောရဲဘူးဒါပေမဲ့အဲတော်တော်ပြင်းပြင်းနေအဲပြီးတော့အဲကိုဆိုမိုအမ်ရေးထားတဲ့ soundtrack တွေသချင်းနေအဲကိုမင်းမင်းကျော်ရိုက်ထားတဲ့အဲဘယ်လိုပြောမလဲ DOP ရိုက်ထားတဲ့ပုံစံလေးတွေကတကယ်ကို party ရရှင့် ်ငွေပါပြည်တော်ဘယ်လိုလဲဖိတ်ခေါ်ကြတယ်ဒီကနေ့ပတ်သက်ပြီးလောကဒဏ်နဲ့ပတ်သက်ပြီးလောကဒဏ်ရုပ်ရှင်ကားကြီးကမေလ9ရက်နေ့ကျရင်အမြန်မာပြည်ကရုံမှာစတင်လာပြီးအားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ